ဒီတစ်ခါတော့အောင်မြင်တဲ့ဘဝတည်းလိုအပ်တဲ့အချက်ခုနှစ်ချက်ကစတမမြောက်အချက်ဖြစ်တဲ့လူမှုဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်လေးကိုညှိပြီးတော့ချင်ပါလေမိတ်ဆွေကဘဝမှာအောင်မြင်တဲ့လူတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ဘဝကိုရရှိပိုင်ဆိုင်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေစီမှာကောင်းမွန်တဲ့လူမှုဆက်ဆံရေးတည်ဆောက်မှုရှိဖို့လိုတယ်။ဘာကြောင့်လဲဆိုရင် အောင်မြင်သူတယောက်ဖြစ်ဖို့အတွက်အောင်မြင်တဲ့ဘဝရဖို့အတွက်မိတ်ဆွေတယောက်ထဲနဲ့ဖြစ်မြောက်လာမှာမဟုတ်ဘူးမိတ်ဆွေကိုကူညီပေးမဲ့သူတွေပံ့ပိုးပေးမဲ့သူတွေထောက်ပံ့ပေးမဲ့သူတွေရှိဖို့လိုလို့လို့အဲ့ဒီလူတွေကမိတ်ဆွေရဲ့မိသားစုလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်လူ့ဖော်ကင်ဘက်လည်းဖြစ်နိုင်တယ်မိတ်ဆွေရဲ့ဆရာသမားလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်မိတ်ဆွေနဲ့တွေ့ကြုံဆုံခဲ့တဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလည်းဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်လူမှုဆက်ဆံရေးကောင်းမှုဆိုမိတ်ဆွေစီမှာကောင်းမွန်တဲ့ဆက်သွယ်ဆက်ဆံရေးပုံစံလွယ်လွယ်ပြောရင်တော့ communication type ရှိဖို့လိုကောင်းမွန်တဲ့စကားလုံးတွေကောင်းမွန်တဲ့တုတ်ပြဲမှုတွေကယုံကြည်မှုကိုတည်ဆောက်လို့ရတယ်အလွယ်ဆုံးပြပြမယ် ဆိုင်နှစ်ဆိုင်ရှိတယ်ဆိုတော့စားတော့ဆိုင်နှစ်ဆိုင်ရှိတယ်နှစ်ဆိုင်လုံးကခန်းခန်းနန်းနန်းအပြည့်အစင်တွေကောင်းတယ်နှစ်ဆိုင်လုံးမှာရှိတဲ့စဖို့မူးတွေကကောင်းမွန်တဲ့အရာတို့ချစ်နိုင်တဲ့စဖို့မူးတွေအရာပါကောင်းတဲ့ဆိုင်တွေအဲ့တော့ပြန်ပြောမယ်နှစ်ဆိုင်လုံးကခန်းခန်းနန်းနန်းရှိတယ်အစားတော့အရာပါလည်းကောင်းတယ်အဲ့ဒီလိုပဲနှစ်ဆိုင်လုံးကဈေးနှောင်းနဲ့တင့်တော်တယ်ဒါပေမဲ့ တဆိုင်ကရောင်အားမကောင်းတဆိုင်ကရောင်အားကောင်းဘာကြောက်လို့ထင်လဲရိုးရိုးလေးပါပဲရောင်အားကောင်းတဲ့ဆိုင်မှာရှိတဲ့ဆိုင်ရှင်စပွဲတို့ဧကျူရီရဲ့လူမှုဆဆိုင်ရဲ့ဧည့်သည်လာရင်ချွတ်ချွတ်တာခေါ်တယ်ကကောင်းဝင်ပြောတယ်လူအပ်တဲ့စာပေကိုပြပါပြီးတယ်ရောင်မကောင်းတဲ့ဆိုင်ကကျတော့ဧည့်သည်ဝင်လာရင် ဒီမဆိုင်တလို့နေတယ်မှိုင်းနေချက်ချင်းရခြင်းမရတယ်အပြောဆိုရအစင်မပြေဘူးလွလွေပြုတ်နော်လူမှုဆက်ဆံရေးမကောင်းတဲ့ဆိုင်ကရောင်းအားနေပြီးတော့လူမှုစနေကောင်းတဲ့ဆိုင်ကရောင်းအားကောင်းတယ်ကျွန်တော်တို့ငငယ်ကကြောက်တဲ့စကားရှိပါတယ်ချွတ်ချွတ်တတပြောတတ်ရင်လေးမြန်တော့အလကားစီးရတယ်လို့ဟုတ်ငငယ်ကပြောတဲ့စကားပေါ့ ဆိုလိုချင်တာကတော့လူမှုဆက်ဆံရေးဟာလူတွေရဲ့ဘဝရဲ့အောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာတော့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်